။ဧရာဝတီတိုင်းဖျာပုံမြို့နယ်တင်ပုလွေကျေးရွာအုပ်စုဓမင်းစိတ်ကျေးရွာအနီးဖျာပုံမြို့ဝမှာနိုဝင်ဘာလ18ရက်နေ့မနက်8:15မိနစ်ခန့်ကငါးဘန်းဆက်လေတစ်စင်းမီးလောင်မှုဖြစ်ပွားခဲ့လို့တက်ဆိုင်ရာမှသိရပါဗျ။အဆိုပါမီးလောင်မှုမှာမိနစ်40ခန့်ကြာလောင်ကျွမ်းခဲ့ပြီးမီးလောင်မှုကြောင့်ငါးဘန်းဆက်လေတစ်စင်းလုံးပျက်စီးဆုံးရှုံးခဲ့ကထိခိုက်ဒဏ်ရာရတူနဲ့တိတ်ဆုံးတူရှိမရှိကိုစစ်ဆေးလျက်ရှိတယ်လို့သိရပါဗျ။ မီးလောင်မှုဖြစ်ပွားတဲ့နေရာကိုမိသက်ဦးစီးဌာနကတာဝန်ရှိသူတွေတွားရောက်စစ်ဆေးနေပါတယ်။ဆက်လေကတော့မီးလောင်ပြကြသွားပါတယ်။လူထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူး။လူတွေကဆက်လေပေါ်မှာရှိတယ်လို့သိရတယ်။ကြောက်ချထားတဲ့ငါးဖန်းဆက်လေပါလို့အီယာဝတီတိုင်းမိသက်ဦးစီးမှုရုံမှာတာဝန်ရှိသူတအူးကပြောပါတယ်။ ငါးပန်းဆက်လေတစ်စင်းမိလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိတဲ့အတွက်ဖျာပုံခရိုင်မီတက်စခါမှမီတက်ဆက်ရင်တစ်စင်းကျုံကတွင်းနေမြေမီတက်စခါမှမီတက်ရင်တစ်စင်းအပေါ့စာဆက်တလုံးတို့ဖြစ်ထွက်ခွာငင်းတက်ခဲ့ရာမနက်၈နာရီ55မိနစ်မှာမိငင်းသွားခဲ့တယ်လို့သိရပါဗျ။